ကဲဒါဆိုလို့ရှိရင်23ကြည့်နော်23တော့ရောက်လာဥခြေကုစာတိုက်ဥခြေကုစာတိုက်ဟုတ်ပြီနော်စာတိုက်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအောက်မှာသွားရမယ် EMS ရောတဲ့ဖူနေရှိခေါ်ကြောဆိုတာ EMS ကဘာပြောတာလဲဆိုလို့ရှိရင်အမြန်ချောဖို့ပြောတာဟုတ်ပြီနော်အမြန်ချောဖို့ မြန်ချောက်ဖို့ဖြင့်ဘူနေရှိခေါ်ကြည့်ရောဆိုတော့ပြပုမယ်မဟုတ်လားတလို့ပြောတာအမြန်ချောက်ဖို့နဲ့ပို့မယ်မဟုတ်လားတလို့မေးတာဆိုတော့နေဟုတ်ကဲ့ယောဂုမီတန်ဘိုးကဘယ်မှာရေဘယ်လောက်လဲဆိုတော့ဒီပို့ကပေါ့ပြောချင်တာကတော့တန်ဘိုးဆိုတော့နော်ပို့ကဘယ်လောက်လဲလို့မေးတဲ့အိပယ်ယောဂုမီယောဂုံသာတန်ဘိုးဘယ်မှာရေဘယ်လောက်လဲတဲ့ဒါဆိုရင်သူနဲ့ပတ်သက်တဲ့အောက်မှာတရား နွန်ဒဲလို့ဥန်ဒဲလို့ဒါပါတယ်နော် background background ပေါ့ဂျီယိုအောက်မှာဒဲမဟုတ်လားမဲမဟုတ်လားဆိုပြီးတော့ပြောတဲ့အသုံးလုံးပါလိုက်မယ်ဒါသရာကြမှာပြောတယ်အဲ့တော့ဥဖြန်အနာကအော်ဂီကြီးပေါ့နော်ဥဖြန် violent အော်ဂီလို့ပြောရင်စာပုတ်ခြင်းလို့ပဲပြောရမှာပဲ violent အော်ဂီဆက်ဆက်တဲ့ပစ္စည်းတွေဆက်ဆက်တဲ့အဝဟာရတွေပြောတာဥဖြန်ကစာပုတ်ခြင်းလို့ပဲပါတာပြန်ပေါ့ နာဥချေကုအွန်မူဆိုတာကစာတိုင်းအွန်မူအလုတ်ဟုတ်ပြီနော်ဖာလျွန်အော်ဟီနာပြီးတော့မူနာဝါချောင်းကိုအင်္ဂုကေဥချေကုဆော်ဘီစုကရိယာရဲ့စာတိုင်းစာပဲဝင်ဆောင်မှုပေါ့ဟုတ်ပြီနော်ဒါဆိုရင်ဒါရီယကလုံးကအောက်မှာပါမှာဖြစ်တဲ့အတွက်အောက်ကိုပဲသွားကြည့်တော့ဟုတ်ပြီ ဥပ္ပံခါလျံအော်ဟီပေါ့နော်ဒါပြပူခြင်းစာပြပူခြင်းနဲ့ပတ်သက်ပြီးတော့အော်အော်ဟီတွေကြည်ကြည်မဲ့တာဆိုရင်ဖြွန်ကြီးဘုံထူလို့ပြောတယ်စာအိတ်음ဖြွန်ကြီးဘုံထူစာအိတ်အမစာအိတ်ပုံစံကြီးကိုသူကပြထားတာဖြွန်ကြီးဘုံထူစာအိတ်နာဒီဘက်မှာဖူနေနဆာရမ်နဲ့ပြပူတဲ့သူပေါ့နော်ဖိုင်ရှင်ရင်လို့လည်းသူကခေါ်တယ်တဲ့ပြပူတဲ့သူဟုတ်ပြီနော် ဝန်နန်းစာရန်ပေးပို့တဲ့သူဗိုက်ရှင်ရင်ပေးပို့တဲ့သူသူတို့ပဲလို့မှတ်ပေါ့ဒါပြီနော်ဒါဆိုရင်ဒီဘက်ဥဖြိုးညာဘက်တောင်းလို့တော့ဥဖြိုးတစိတ်ကောင်ဥဖြိုးကတစိတ်ကောင်နာဘန်နန်းစာရန်နဲ့ပေးပို့တဲ့သူအဲ sorry လက်ခံတဲ့သူပြောတာဘန်နန်းစာရန်လက်ခံတဲ့လူဟုတ်ပြီနော် ဘန္နံသာရလက်ခံတဲ့လူလက်ခံတဲ့လူကဒီမှာစုချီအင်းလို့လည်းခေါ်တယ်ပေါ့ဒါပေမဲ့စုရှင်းင်းလို့လည်းခေါ်လို့ရစုရှင်းအဲခုနကတော့ဗိုင်ရှင်းလို့ပါတယ်မလားဗိုင်ရှင်းင်းရဲ့စုရှင်းင်းရဲ့လို့ခေါ်လို့ရသေးတယ်ချီအင်းလို့မသုံးကြည့်ရင်ရှင်းလို့သုံးလို့ရချီနေရာမှာဟုတ်ပြီနော်စုစုရှင်းင်းဒါလို့သုံးလို့ရတယ်နောက်ပြီးတော့စုချီအင်းလို့လည်းသုံးလို့ရမယ်ပေါ့နော် တကဖန္နံစာရံလက်ခံတဲ့သူကိုပြောတာအခုဒါဆိုရင်ဥဖြံဘွန်းတို့ပေါ့နော်စာပူတဲ့နံပါတ်လို့ပြောမှာ password postcode လို့ပြောထားတာเนาะပုံနံပါတ်ပေါ်ပြောရရင်တော့စာပူတဲ့ဘွန်းတို့နံပါတ်နောက်ပြီးတော့ဂျူဆိုလိပ်စာညာလေးတွေပြထားတဲ့အတိုင်းပဲเนาะဂျူဆိုလိပ်စာဒါဆိုဟုတ်ပြီ ောက်မှာဥဖြံမူဆိုတာကစာပို့တဲ့ပစ္စည်းတွေပေါ့နော်အဲ့ဒါဥဖြံမူလို့ခေါ်တယ်ပေါ့စာပို့ပစ္စည်းတွေဥဖြံမူဘာတွေပို့လို့ရလဲဆိုတော့ဣလ္ဗန်ဥဖြံနဲ့အဲဣလ္ဗန်ဆိုတာတာမှန်ရိုးရိုးပေါ့နော်ဥဖြံကစာပို့ခြင်းပေါ့အဲ့တော့ဒီလိုမျိုးဣလ္ဗန်ဥဖြံရိုးရိုးစာပို့တယ်ဆိုတာဘယ်လိုမျိုးသိနားလဲထားလို့ရလဲဆိုရင်ငါတို့ဒီရင်တုန်းကတော့လမ်းပေးမှာစာတိုက်ပုံနေရှိတယ်ဒီဘက်ထုံးမှာ ဒီဘက်ဆုံးမှာပြထားတဲ့ပုံစံမျိုးစားတိုက်ပုံတွေရှိတယ်လမ်းဘေးတွေမှာလေအဲကိုကနကိုစားလေးရေးပြီးတော့တွားထည့်ထားတာပေါ့အထဲကိုနော်စိတ်ကောင်းလေးကပ်ပြီးတော့ဟလာတွားထည့်ထားတဲ့အခါမှာစာပို့ဓမ္မကဆိုတာသူတိမ်ပြီးတော့ပို့လိုက်တာရောက်ချင်တဲ့အချိန်မှာရောက်တာအရင်ရေးမကြည့်တဲ့စာမျိုးတွေပေါ့ပြောရရင်နော်ဟုတ်ပြီလားအဲတလနေလို့ရောက်ချင်လဲရောက်မှာပေါ့နှစ်လနေလို့ရောက်ချင်လဲရောက်မှာပေါ့ဟုတ်ပြီလားကျွန်တော်တော့ပြောတာပေါ့တပတ်တစ်ခါလောက်တိမ်ပြီးတော့ပို့တာပေါ့နော်ပို့တာတော့အဲ့ဒါမျိုးကို yield ban option လို့ပြောတယ်နော်အဲ့ရိုးရိုးပို့တယ်လို့မှတ်ထားလို့ရပါတယ် တင်ကြီးဥဖြန်းဆိုတာကမတ်ပုံတင်ပြီးတော့ပို့တာ register လုပ်ပြီးပို့တယ်လို့ပြောထားတာမတ်ပုံတင်လုပ်ပြီးတော့ပို့တယ်ဆိုတာတင်ကြီးဆိုမတ်တန်းတင်တာကိုပြောတာဆိုတော့ကျွန်တော်တို့ကဒီစာတိုက်ကိုသွားတဲ့တိုက်ရိုက်ပေါ့နော်သွားပြီးတဲ့အခါကျရဲ့အဲသွားပြီးတော့အမှတစိကောင်းနေပါလေဝဲကပ်ပေါ့နော်စာတိုက်ကနေတခါတည်းတိုက်ရိုက်ပို့တာမေးမြန်းပြီးတော့ဗနီရဲ့ဟလာဆိုတော့စာအဲ့ဒါမျိုးကြတော့သူကလမ်းမှာချွေးင်းจิตတွေပါတခုခုရှိတာတော့ပါအဲ့ဒါဖြစ်တာလို့ဆိုလို့ရှိရင်တိုင်လို့ရတယ်ဒါမျိုးပုံစံတွေကဟုတ်ပြီနော်ကိုပို့လိုက်တဲ့ပစ္စည်းက အာ3ရက်တွင်းရောက်မယ်ဆိုလို့ရှိရင်3ရက်ပေါ့နော်အဲ့ဒါအောင်မှာတလားလောက်နေမှာသွားရောက်တာမျိုးတို့ပါတို့ဆိုလို့ရှိရင်မရဘူးလေသူကအဲတိုင်တော်လို့ရတယ်အဲ့ဒါမျိုးဆိုလို့ရှိရင်နော်နောက်ဇူနဲစုဖို့ပေါ့နော်ဇူနဲကနိုင်ငံအတွင်းပေါ့နော်စုဖို့ဆိုတာကတော့ပါဆယ်ပေါ့အဲ့ဒါနိုင်ငံအတွင်းမှာပဲပို့တာပေါ့နော်ဇူနဲစုဖို့နိုင်ငံအတွင်းမှာပါဆယ်ပို့ခြင်းပေါ့နိုင်ငံတွင်းပါဆယ်နောက်ခုကျဲဆိုတာကနိုင်ငံတကာဘူဖြန်းဆိုတာကတော့ဒါ ဥဆောင်ရင်းလို့ပြောမှာဟောနိုင်ငံတကာเนาะနိုင်ငံတကာသူကျေကနိုင်ငံတကာကိုပြောတာဟောဘာရင်တန်နေရှင်နေနိုင်ငံတကာစာပို့ခြင်းလို့ပြောပေါ့เนาะအဲ့လိုပဲမှတ်ပါစာတယ်မဟုတ်ဘူးပေါ့တခြားဟာလည်းပို့လို့ရတယ်เนาะစာတိုက်ကနေတော့အဲ့တော့အောက်မှာ၄ပါလိမ့်မယ်ပို့လို့ရတဲ့ဟာတွေပို့လို့မရတော့ဘူးဒီထက်မှာပါမယ်ထင်တယ်နောက်တစ်ခုကြည့်ပါဦးအောက်မှာထပ်ပဲဆိုလိုက်ပို့ခြင်းလို့ပြောရမယ်ထပ်ပဲ တပည့်ကဘာလဲဆိုရင်ဒီ deliver စားပဲပေါ့နော်ပြောရရင်တော့ဒီ live ပို့ပေးတဲ့ဝန်ဆောင်မှုပေါ့သူကတော့ဟုတ်လားအဲ့ဒါကိုတပည့်လို့ခေါ်တဲ့ live ပို့တာကိုတပည့်ပေါ့သူလည်း deliver ပဲတပည့်နောက်ပြီးတော့တပည့်လို့သိထားရင်ကျွန်တော်တို့ဒီ company ကိုသိရင်ပိုကောင်းတယ်တပည့်လို့ပြောရင် company လို့နားလည်ထားရင်ပိုကောင်းတယ်ဘာဖြစ်လဲဆိုတပည့်ကလည်းပို့ဆောင်တာပဲဘဲသားဆိုရဲသလုံးနောက်သလုံးရှိတယ်မလားဘဲသားရတာပို့ဆောင်တယ်ဆိုပြီးတော့အဲ့ဒါကလည်း live ပို့တာပဲလေ ဆိုတော့ဘေတာကြတော့ငါတို့ဒီစပိန်လေးပါလေးနဲ့လိုက်ပို့တဲ့ပုံစံမျိုးတွေဘေတာဟုတ်တယ်ခုနဦးချဲထုံကြံခဲ့တဲ့စားတိုက်ပုံချဲထုံခက်တာမှမဟုတ်တာထုံကပုံမဲ့လေးနော်ဦးချဲထုံစားတိုက်ပုံဒါလေးကြံခဲ့တာ sorry အဲထက်ပဲလို့တည်ရင်ထက်ပဲကနှမျိုးရှိနေတယ်ပေါ့ဘေတာရဲ့ထက်ပဲရဲ့ ဒါကျွန်တော်တို့ဒီဆိုင်တွေဘာတွေမှာတော့ဝယ်တယ်ဈေးတော့ဝယ်တယ်ဥပမာ market တွေဘာတွေမှာတော့ဝယ်တယ်ပေါ့နော်အဲ့တော့ဒေတာတွေတော်လို့ပြောတာရှိတယ်ပို့ပေးလို့ရလားဆိုတော့တို့ကလူပို့ပေးတဲ့ဝယ်ဆောင်မှုတွေဘာတွေလောက်တာရှိတယ်ဆိုင်တွေဘာတွေဝယ်တာတော့ဘာလို့ဆိုလို့ရှိရင်တို့ကအဲနီးရင်ပေါ့နော်အဲ့လို live ပို့ပေးတာရှိတယ်ကိုယ်ကြတာမတင်နိုင်ဘူးလေတို့ဆိုင်ကလေးနဲ့ live ပို့တာပေါ့ကိုယ်စိတ်ယုံဟုတ်လားလူတော့ပို့ဖို့ကပစ္စည်းပို့တာပေါ့ကိုယ်ကတော့ရင်ပြန်နေပေါ့နော်အဲ့ဒါမျိုးကြရင်ထပဲလို့ပြောပပဲသားလို့ပြောလို့ရတာပေါ့နော်ဒီထပဲသားတော့သူကကုမ္ပဏီပေါ့ ပြောရရင်တော့စုပြီးတော့ပို့တာကိုငါတို့ဒီမှာလည်းရှိပါတယ် race pack လာလားသူက like ကောက်တာလေအကုန်လုံးကာကြီးနဲ့နော်ကိုင်းနဲ့ like ကောက်ပြီးမှပြန်ပို့တာအဲအဲ့ဒါကြတော့ထပယ်လို့ပြောလို့ရတယ်နော်နာဒုံကြီးဆိုကိုဆိုတာကတော့ခုနက register လုပ်ထားတဲ့ဒီ map map ပုံမှတ်တမ်းတင်တာ map ပုံတင်တာပေါ့နော်ပြောရ map ပုံတင်တယ်လို့ပြောရမှာ map ပုံတင်ထားတဲ့ parcel ကိုပြောတာပါနာ ikhi two group ဆိုတာက ဘာလဲဆိုလို့ရှိရင်အခေးရဲ့အဓိပ္ပာယ်ကနှစ်ရက်နှစ်ရက်လို့ပြောတာနှစ်ရက်နှစ်ရက်ဤထွလ်နဲ့တူတူပဲအောက်မှာပါတယ်ဤထွလ်နော်အနည်းအားဖြင့်ဤထနာလို့ပြောတာနောက်နေ့လို့ပြောလို့ရတာပေါ့ဒီမှာလဲအင်္ဂလိပ်လိုလည်းပဲပြောထားမလား next day လို့ပြောထားတယ်နော်နောက်နေ့နောက်နေ့ဘာလဲဆိုရင် to good သွားအထူးဒီနေ့ဒီနေ့တော့ပြီးရဲ့ဆိုနောက်နေ့ကျရင်ပို့တာပေါ့ပြောရရင်နော်အဲ့တော့ဒီခီး two group လို့ခေါ်တယ်။ Now 일반소포ဆိုတာဒါတာမှန်ပါဆယ်ပေါ့ရိုးရိုးပါဆယ်ပေါ့။ Now ဟန်ဂုံဥပြင်းဆိုလို့ရှိရင်လေချောင်းနဲ့ပို့တာကိုပြောတာ။ဟန်ဂုံလေချောင်းဥပြင်းဆိုတာတော့မေးပေါ့နော်အဲ့တော့ပြီးပို့ခြင်းပေါ့သူတို့ပြောပေါ့။စာပြီးပို့ခြင်းပေါ့။စာမို့လဲတခြားကလည်းပြီးပို့လို့ရတယ်နော်။ဒါကျွန်တော်တို့စာတိုင်းမလို့စာကြီးပဲတုံးနေတာဥပြင်းလို့ပြောရင် ါပစ္စည်းကိုပဲပြောချင်တာတူပါဟုတ်ပြီလားနောက်သံပတ်ဥပြောင်းလို့ပြောရင်တင်ပေါ်နဲ့ပို့ခြင်းပေါ့သံပတ်ဥပြောင်းသံပတ်ကတင်ပေါ်ကိုပြောတာလေတင်ပေါ်နဲ့ပို့ခြင်းနောက်ခုကျေထုကုတ်ဥပြောင်းလို့ပြောရင်နိုင်ငံတကာအထူးပို့ခြင်းနိုင်ငံတကာအထူးအမြန်ပေါ့နိုင်ငံတကာအထူးအမြန်ချောပို့လို့မှတ်လို့ရတယ် EMS လို့ပြောထားတယ်မလားအဲ အကြောင်းခုကျဲသူကဘူဖြောင်း EMS ကနောက်ကသူရဲ့အရှိပါတယ်နော်အဲ့မှာအဲဒါဆိုရတယ်ဟာရုကတရက်ဟာရုကတရက်ဤသူက2ရက်စာဟုက3ရက်နာဟုက4ရက်တလောက်ပဲတုံးနေတဆက်တွေရော့ဆက်တွေပါတိတ်မတုံး9ရက်6ရက်တွေပါတိတ်မတုံးနော်အာအားကြောင့်မို့သူလောက်ပဲထည့်ထားပြီလားအဲအလောက်ပဲကြည့်ရရတယ် အာရီထုစာဟုနာဟုတောင်တိတ်မတုံစာဟုလောက်ပဲသုံးတာများတယ်အဲ့ဒါစာဟုဆိုတော့ကိုယ်ကောင်းတဲ့ဘာပြက်လဲစာဆိုတော့လေးဆိုတော့လေးရက်စီကောက်တယ်လားဟုတ်တယ်နော်နာဟုကမှလေးရက်စာဟုက3ရက်အဲ့ဒါလည်းသတိထားခုနကဣဂိလ်အဲ့ဒါလည်းသတိထားရမယ်နော်နောက်ရက်ပေါ့ဣဂိလ်ဆိုတော့ဟုတ်ပြီလားနောက်ရက်လို့ပြောလို့ရတာပေါ့နောက်နေ့နောက်နေ့ရပြီလားအဲရပြီဆိုတော့အောက်မှာကြည့် ဤကောအလ်မဂျွန်ကောစုကိုလာတဲ့မနေ့ရာရွေးချယ်ပြီးတော့မွန်ချန်ကွယ်ဆောင်အဆေယောဝကြကိုပြပြဆောင်လုပ်ပါလို့ပြောထားတော့ဒီမှာဖြန့်ကြီးကစာပေါ့ဘုံသူကအေးနော်ဤကေသူကစာနောက်နေ့အထူးပေါ့နော်နောက်နေ့အထူးမြန်ပေါ့နော်ခုကျဲသူကဥဖြန်းလို့ပြောတော့နိုင်ငံတကာအထူးပို့ပို့ခြင်းဆိုတော့အမြန်ချော့ဖို့ပေါ့ဟုတ်ပြီလားလင်းနေပို့တာပေါ့နိုင်ငံတကာဆိုတော့လင်းနေပို့မှရမှာပေါ့ဒါဆိုရင်နောက်တစ်ခုနံပါတ်1 ကလဧကလမှာဂျူဆိုဝါလိစာနဲ့ဥပြုံဖုံးတို့ရဲ့စာပုနံပါတ်ကိုစောဂျူဆေရရေးပြပါဆိုတော့ဘယ်မှာရေးရမလဲဒီဟာကဘုံသူမှာရေးရမှာပေါ့အိမ်မှာပဲရေးပြရမှာပေါ့ဒါမှမြင်တာထင်တာရှိမှာအိမ်မှာတူဘုံသူထဲရနောက်ဣလဘံဥပြန်တို့ရဲ့ဘုနေနွန်းရိုးရိုးစာပုခြင်းဖြင့်ရိုးရိုးပုခြင်းဖြင့်ဘုနေနွန်းပြပို့တော့ကလကတော့ဥချေထုံငယ်စာရိုက်ပုံမှန်တော့ဂျူဆေရထည့်ပြပါအဲကြောင့်ခုနကျွန်တော်ပြောခဲ့တဲ့ ။ဒါမဲ့ရိုးရိုးထဲတဲ့ဟာတွေဒီအချက်ထုံကောက်ချင်တဲ့ချိန်မှာလာကောက်မှာပို့ချင်တဲ့ချိန်သွားပို့မယ်ဟုတ်ပြီလား။အဲ့ဒါဘာထည့်မလဲဒီနေရာမှာ။ဖြွန်ကြီးကိုနေနဖြွန်ကြီးနော်နော်ပြပုန်းနဲ့စာကတော့ဒီလိုပြောရမယ်။နာထက်ပဲရတဲ့လိုက်ပို့ခြင်းကိုကလပ်ရိုဖြင်းခုနေမြန်ပို့ရင်နေမိနစ်ပြန်ဒုချခါကြည့်ရောရောက်မယ်မဟုတ်လားဆိုတော့မိနစ်ပြန်လို့ပြောထားတာဖြစ်တဲ့အတွက်ဘာဖြစ်သွားလဲဒီကေသူကနော်နောက်ရက်ကိုပို့ပေးတာပေါ့နော်အဲကြောင့်ထပဲရ ဤကိထုကပုရောတဲ့အဲ့လိုပြောချင်တာနောက်နေ့အထူးနဲ့ပေါ့နော်ဘုရင်မနေ့ဖြန်ရောက်မယ်မဟုတ်လားဒီလိုမေးတာဤဆိုဖို့တဲ့သုတိရံခါရဲ့တိတိလင်္ကာကိုဒီပါစေကိုတဲ့တိတိလင်္ကာကိုကလပ်ဖြစ်ဘုနေမြောဘုရင်အွန်ကျဲဒုချခေယောဘယ်တော့ရောက်မလဲဘာနဲ့ပုံမယ်သူကျဲသူကဥဖြံအမနာကုကျဲသူကဥဖြံသူတော့ဘုနေမြောပေါ့ နိုင်ငံတကာအထူးနဲ့ပို့မှာပေါ့နော် EMS နဲ့ပို့မယ်ပေါ့ဟုတ်ပြီလားအမြန်ချောပို့ပေါ့ပြောချင်တာကတော့အဲဆိုရမယ်နော်ဒါလေးထည့်ပေးရမယ်ကဲဒါဆိုရပါပြီနောက်တစ်ခုရှင်းပြထားတာလည်းရှုပ်တယ်နော်သုံးစာရှောင်းရုံစာရဲ့ပို့တော့အဖဲနေုံကြီး၈၀၀အကြောင်းအရာကဒွီရဲ့နေုံငယ်တည်းဟာနောက်ကအကြောင်းအရာနဲ့ပတ်သက်တော့ဘဲကြောင်ဆိုတာ background ကိုပြော background နောက်ခံ background ကိုပြောတာ background ဖြစ်ပေါ်ပြမှုပေါ်ပြတယ်ပေါ့နော် b a c k g r o u n ဖြစ်တယ်ဆိုတော့ပေါ်ပြတယ်လို့ပြောထားတာဘာမှနားမလည်ဘူးဟုတ်တယ်မလားအဲ့လိုအဲ့လိုရှင်းပြလိုက်တဲ့အခါကျတော့ဆိုတော့ကျွန်တော်တို့နားလည်အောင်ဘာသာပဲပြန်ပေါ်တာဆိုဥဒေနာတဲ့ရဲ့အဓိပ္ပာယ်ပါပြင်ပေမဲ့လို့ဘာသာပြန်တယ်မလားပေမဲ့ဟမ်ပေမဲ့ပေမဲ့လို့ဘာသာပြန်ဘာနဲ့သွားတူလဲဂျီမန်နဲ့ဂျီမန်ဂျီမန် now ဒီကောင်ကအခြေအနေကိုကြည့်ပြီးတော့လဲဘာသာပြန်လို့ရတယ် သူကဗာလဲဆိုဒီဥန္ဒေနာတေနန္ဒေဆိုတဲ့အတုံးလုံးကဝတ္တနှစ်ကြောင်းရဲ့အလယ်မှာထည့်လိုက်တယ်ထည့်လိုက်တဲ့အခါမှာဝတ္တကိုချုပ်လာပေါ့ပြောရရင်ဝတ္တနှစ်ကြောင်းကိုအရှိမပြောချင်လို့ချုပ်တဲ့ပုံစံမျိုးမှာတုံးတာဟုတ်ပြီနော်အဲအဲ့တော့ချုပ်တဲ့ပုံစံမျိုးမှာတုံးတာဖြစ်တဲ့အတွက်ဒီကောင်ကတခါတလေမှာအချိန်နေပေါ်မူတည်ပြီးတော့ဘာသာပြန်ရတယ်အဲ့တော့အချိန်နေပါလေဘာသာပြန်သွားရတဲ့အခါမျိုးဖြစ်တတ်တယ်အချိန်ဟုတ်ပြီနော်ဥမာရေချုပ်နေတဲ့အချိန်ဖုံးလာတယ် 샤워하는데전화왔어요.아까전에비메일로내받아변론못하다고로로내받아변론못하다고 तू 또받아변론야다가아마지배.다자모로 तू 어받아변내챘네저외자나장고실리온라이프해받아변비데아카묘마동고야래.그래서디아가네네고고나이카동다고가네네켓데.어 तुम 냐동다래저글롱고받아변보자라루에래.ဟုတ်ပြီလားအိပြဓမ္မတွေတွေ့ကြတာကိုကိုနိုင်ကအသုံးမပြုတတ်ဘူးဆန်တော့မှသူများတွေ့ထားပြီးသားသကလုံးကိုကိုရီးယားကျွမ်းချင်ရင်ဘာသာပြန်တတ်ရမယ် ဲ့တော့ဘာသာပြန်ကိုဥစားပေးရမှာပေါ့ဒီရမုနေရာကြာရင်တော့ဒီတရာကိုတရာရက်ကွာငါလည်းမရဘူးနော်အသေးသေးကငါဘလို့သုံးရမှာလည်းမသိဘူးဆိုတိုင်းတိတ်တိတ်ကြီးတော့ကောင်းတော့မှတိတ်မထည့်ထားနဲ့အဲ့လောက်ကြီးဟုတ်ပြီလားအဓိကဘာသာပြန်ရတယ်ဆိုလို့ရှင်ဇံဝဲဖြေရတာကအဝတ်တက်တာလေနော်အဲ့တော့ဒီမှာဆိုလို့ရှိရင်နန္ဒေဥန္ဒေနာတေလို့သုံးထားတယ်ကကြည်ကြည်ဣတာဒုံစာဣတာဩတာတဲ့ကရိယာနဲ့တွဲသုံးမယ်တဲ့နောက်ဣတာဩတာပါတဲ့တရားနဲ့တွဲသုံးမယ်ဆိုရင်အတ္တပါပါမပါပါနန္ဒေကိုသုံးရမယ်တဲ့ အဲ့ဒီမောတာစာဒီလို့ပြောတဲ့မောင်နှံတဲ့စာလို့လို့ဘာသာပြန်ပြန်မယ်စာပေမဲ့လို့ဘာသာပြန်ပြန်မယ်ဟုတ်ပြီနော်နောက်ဦးသားလာဒီဦးနှံတဲ့အဲ့မှာတတ်မပါဦးနှံတယ်ပဲမောတာတတ်ပါတယ်နှံတယ်ပဲနောက်ဤတာအပ်တာပါတယ်မိနစ်နေရှိတယ်မလားမရှိတာတော့ဘာလို့လဲညာသားပြဤတာအပ်တာပါရင်နှံတယ်ပဲသုံးတယ်လေအော်အဲ့ဒါပုံတွေပဲနော်ဤတာအပ်တာပါရင်ဘာပဲဖြစ်ဖြစ်နှံတယ်ပဲသုံးတာများဒါကြောင့်နှံတယ်ညင်းနှံတယ်အုံနှံတယ်တလို့သုံးရမယ် ရှိပေမဲ့ပေါ့နောက်အသက်ပြီးပါတယ်ဆိုရင်ဒါကြတော့ခေယုံစာခေယုံစာဆိုတာကတော့နာမဝိတေသနာပုဒ်တွေပေါ့အဲ့ဒီနာမဝိတေသနာပုဒ်တွေမှာဆိုလို့ရှိရင်ဥန္ဒေနာဒေအသက်ပိုင်းဥန္ဒေသုံးပါပေါ့အဲ့တော့မန္တာများသည်မန္တန်တဲ့များလို့များပေမဲ့ဒီလိုပြောသားမယ်ခုတာကြည်တီလို့ပြောရင်ခွန်းတဲ့ကြည်ပေမဲ့နောက်ဂီတာရှိတီလို့ပြောရင် ခင်းတဲ့ဆိုတော့ဒါကလမှုမမှန်ကိုပြောထားတာနားလည်လားအဲ့ဒါအောက်မှာကြည့် တော့စီလျောင်ပြန်ရမှာဖြစ်တဲ့ဆိုတော့ထဲကွန်းနာနန်တဲ့ထဲကွန်းနာတာအလုတ်သိမ့်တာမို့လားထဲကွန်းနာနန်တဲ့ဘီကဝါဆိုရောဆိုတော့ထဲကွန်းနာနန်တဲ့အလုတ်သိမ့်ပြီမဲ့အလုတ်သိမ့်လို့ဘီကဝါဆိုရောမိုးရွာတယ်ဆိုတော့နှစ်ခုစလုံးကြိုက်လာကြည့်ကြည့်အဲ့လေအလုတ်သိမ့်လို့မိုးရွာတယ်ဆိုတော့လည်းမကြိုက်ဘူးလေအလုတ်သိမ့်ပြီမဲ့မိုးရွာတယ်ဆိုတော့လည်းမကြိုက်ဘူးလေဟုတ်နော် အဲ့ဒါဘယ်လိုဘာသာပြန်မလဲအချိန်လို့ပြန်ကြည့်ရင်ပေါ့အလုတ်သိမ်းတဲ့အချိန်မိုးရွာတဲ့ဟုတ်ပြီနော်အဲနောက်တစ်ချက်ကအလုတ်လဲပြီးရောမိုးလဲရွာရောအဲ့လိုပုံစံမျိုးသုံးလို့ရမယ်လေဟုတ်ပြီနော်သူအလုတ်သိမ်းပြီးတဲ့အချိန်မှာမိုးကကောက်ရွာလာတာအဲ့ဒါကိုဆိုလို့ကျွန်တော်တို့ကအဲ့ဒါမလို့ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်တကယ်တမ်းဒါနှစ်ကြောင်းပြောရမှာပေါ့ခြေကုန်းနေရောဖြီကောက်ဝါဆွဲရော အလုတ်သိမ့်နေမိုးရွာတဲ့ဒီလိုပြောမှလဲအဲ့တော့မှခူရွန်တဲ့ဒါနဲ့ဆိုတဲ့အသုံးအနှုန်းကိုကြားတဲ့ဝန်ခံလို့ရတယ်ကဲနာရကူကြီးဘဲကအဖွန်တဲ့ဘိုက်ကနာလို့ယာဂီဆိုရဆေးရှိလားဒီလိုပြောတယ်မလားအဲ့ဒါဝကြနှစ်ချောင်းကိုကြည်ဘဲကအဖာယီကိုဘိုက်နာတယ်ဟုတ်ပြီနော်ယာဂီဆိုရဆေးရှိလားအဲ့လိုပြောတဲ့အသုံးအနှုန်းပဲတကယ်တော့ဒါပေမဲ့အဲ့ဒါကို အတူလေးပြောကျင်တဲ့အခါဝကြနှစ်ကြောင်းတစ်ခါလည်းပဲဆွဲချုံလိုက်တယ်အဲ့ဒါဘဲကအခွန်းတဲ့ယာကြီးဆိုရောဘိုင်းနာလို့ဆေးရှိလားမေးတာကြိုက်တယ်လေလို့လို့ပါတာပြန်ကြိုက်တယ်လေဘိုင်းနာပေမဲ့လို့ပြန်လို့ရမလားမရပေမဲ့ဆိုသူ့ရဲ့နောက်မှာဆန့်ကျင်ပြလိုက်ရမှာလေဟွန်း now what you eating တဲ့တနည်းလာနေဖြစ်လို့တဲ့ဖွဲစားရဲ့ကုမ္ပဏီကိုအန်ကာရေမသွားဘူးလားလို့ပြောတာတနည်းလာနေဖြစ်လို့တဲ့ in တယ်လို့ပြောရင်နန်းနဲ့သုံးတာသူကြတော့အပေါ်မှာနန်းနဲ့သုံးတာမပြထားလို့ ဟုတ်မလားဝေါ်လီတနင်္လာနေ့ဝေါ်လီတင်းတဲ့တနင်္လာနေ့ဖြစ်လို့ဖက်ဆိုင်အန်ကာယူကုမ္ပဏီကိုမသွားဘူးလားဆိုတော့ ਨੇ ဟုတ်ကဲ့ဦးနုလ်ကူသောဒီနေ့ကစပြီးဟူကရဲ့ယူနားရဲ့ပါဆိုတော့ခွင့်ရဲ့ပေါ့ခွင့်ယူထားတာဒီနေ့ကစအဲ့ဒီခွင့်ယူထားတာဖြစ်တယ်လို့ပြောချင်တာရပြီလားအဲအဲ့လိုမျိုးပဲဆက်ပြီးပါတာပြန်ကြည့်ကြည့်ပါအောက်မှာလေးပါတာပြန်ရင်းနဲ့နားလည်သွားလိမ့်မယ်လားဆိုဘုကိဝါကချင်းပမာနဲ့အတူတူမွန်ဆန်ကိုဝန်ဆောင်ပါဆရာဝတ်ကြကိုပြပြဆောင်လောက်ပါတဲ့ဆိုတော့အိုဖွေညက်နေမှာ 우체국에사라이고가야하는데가야해요와야매ညနေမှာစာတိုက်ကိုသွားရမယ်။ကန်းချီအတူတူခလဲယူသွားမလား။ညနေမှာစာတိုက်သွားရမယ်။အတူတူသွားမလားဒါလို့ပြောတာ။အဲ့ဒါကိုဝတ္ထနှစ်ချောင်းကြီးဖြစ်နေလို့ဆွဲချုပ်နေတယ်သူကသွားရမှာမို့။ကဲ။မှာမို့လို့ဘာသာပြန်ပေးလိုက်တယ်။မကြိုက်ဘူးလား။ညနေမှာစာတိုက်သွားရမှာမို့။အလို့လေးပါပါခြင်းမို့လို့ပေါ့။ညနေမှာစာတိုက်သွားရမှာမို့လို့ အချီကလည်းရောအတူတူသွားခလားဦးချေကုကေခါရဟာတာစားလိုက်ကိုသွားရမယ်။အာရောရဟာတာရမယ်မို့လား။ဥန္ဒရနေနေကရကလနေမနာကာယုနိဖြင့်သိကြမလားဘာပုဒ္ဒအလုံးများသည်ဆိုတာဘယ်လိုသုံးမလဲ။ဘာပွန်တဲ့ဘာပွန်တဲ့လို့သုံးရမလဲ။ဥန္ဒရဘာပါယုဒီနေ့လုံများတဲ့နေမနာကာယုနိဖြင့်တွေးကြမလားရှင်းရှင်းလေးပဲတို့တော်ဝကြနှစ်ကြောင်းကြီးဖြစ်နေလို့တစ်ကြောင်းနဲ့ပြောချင်တာ။ 아다으로 응. 오늘은 바쁜데 너 내일 만나가요. 나 대래 너 만나? 나다구. 지금 아그 같이 애들 꼴라 같이 애들 먹을래요. 싸매라. 저녁을 준비하다. 저녁 년이다 준비하다. 비스인디. 아라 년이다 비스인에 저러 니네 마 변해 불러 변래. 준비. 하는데 요는데 이거 없는데 있는데 준비하는데 비엔셋니로 이렇게 둬요 같이 먹을래요? 들렇게 싸면라 얘네 다 비엔셋니로 이렇게 싸면라 들렇게 줘라 나 우편 번호를 사본 넘버고 꼴락 좀 가르쳐 주세요 셀럽 된자 비바 써야 하다 이해하면서 로 써야 하는데 이해하마모 겁이나 여기 나이면 라 이렇게 줘라 나 특별히 လိုက်ပုတ်ခြင်းကိုကလတ်အော်တော့ခေရတဲ့ရောဘယ်လိုလုပ်ရမလဲဘူနေကိုရှစ်တာပုတ်ခြင်းသည်ဆိုတော့ဘာဖြစ်မလဲဘူနေကိုရှစ်ဖွန်းတဲ့ဖွန်းတဲ့နဲ့ပေါ့ဘူနေကိုရှစ်ဖွန်းတဲ့ပြပုတ်ခြင်းလို့ရိုက်လာဒါဆိုရနော်အဲဒါဆိုရင်အောက်မှာကြည့်နောက်တစ်ခုဘူရင်းမှုဘုကိုပုံကြည့်ပြီးတော့ဘုကိဝါကချေဥပမာနဲ့အတူတူတဲ့နော်ဒေဝါ ဘူဆေယောတဲ့ဒါဆိုလို့ရှိရင်ကြည့်တော့မောသဝသတိကာယဘာကူညီပေးရမလဲလို့မေးထားတယ်အဲ့တော့အောက်မှာဘူဂီဥပမာထဲကုကထိုင်ကုကျဲဥပြန်ဆိုတာ EMS ပေါ့နော်အမြန်ချောပေါ်လာအမြန်ချောပို့တာနိုင်ငံတကာစာပို့ခြင်းလို့ပြောတယ်မလားနာဘူဆန်ဤကီသူကုလို့ပြောတယ်ဘူဆန်ကိုနောက်နေ့အထူးအမြန်ပေါ့အဲ့ဒါကိုသူကအောက်မှာရေးပေးထားတယ် မောသောသတိကာယဘာကူညီပေးရမလဲဆိုတော့ထဲကုကုတော့ဥပမာအနေနဲ့ပြထားတော့ထဲကုကုတော့ထိုင်းကိုခုကျဲဥဖြန်းသွင်းနိုင်ငံတကာပို့ခြင်းဖြင့်ဘုန်းဲကိုရှဖွန်းတဲ့ပေးပို့ခြင်းလို့အလမနာခေါ်လျော်ယူဘလာလောက်ကြာမလဲဒါလည်းပြောထားတယ်။ဒါဆိုရင်အပေါ်မှာလည်းသူတို့ပဲနံပါတ်၁ကိုပြောမယ်ဆိုရင် မောသောသတိကာယဘာကူညီပေးရမလဲလို့ပြောရင်ကိုကဘယ်လိုပြောလို့ရလဲဘုဆန်နုတော်ဘုဆန်ကို 이길 특급으로 보내고 싶은데 얼마나 걸려요? 다리비아 <noise> 비비야. 야라. 이길 특급으로 아 이길 특급을 보나 이길 특급을 보내고 싶은데 얼마나 걸려요? 나 범하네 드르베 몽골로 몽골고나아비메레 한국 우편을 보내고 싶은데 얼마나 걸려요? 나비만. 항공 우편 들어가 리네 보람라. 항공 우편을 보내고 싶은데 들려보야면 아래구자로 인천으로 일반 우편을 보내고 싶은데. 나르고 나가 리자라 필리핀으로 선박 우편을 보내고 싶은데 얼마나 걸려요? 알려줘. 이 소포르 디바세고 부산으로 부산고래 보내고 싶은데 비보진로 지금 아구 보내면 뿌인 아구 뿌인 언제 배도 도착해요 양말에 이 소포르 디바세고 부산으로 부산고 보내고 싶은데 비보진로 지금 아고 보내면 후에 언제 도착해요? 메러 영어는 일반 소포는 요요 화세가로 보통 봉만 3일이 동의에 걸리는데 자로 어? 봉만 동의에 자로 이게 특급 들어가 나온 네 아투 미안 뭐 나온 아주가 로래